ုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှတော့ကျွန်တော်တို့တောင်သူဦးကြီးတို့တက်ပါတော့သဘာပြိုးထောင်မှုအတွက်မျိုးကင်းနေရတာကြိုတင်ပြင်ဆင်နေကြတဲ့အချိန်ဖြစ်ပါတယ်ခင်ဗျာသဘာပြိုးထောင်တဲ့အချိန်မှာဆိုရင်ဒလီထားလိုက်တာတင့်တဲ့အချက်ခုနှစ်ချက်ကိုကျွန်တော်ဘူးတူတာအနေနဲ့ကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1အချက်ကကျွန်တော်တို့ယောဂနဲ့စီဖြတ်ဖို့မကြတဲ့အကွက်မှာလာမျိုးကင်းအနေနဲ့ဒါကျွန်တော်ရွေးချယ်ရမှာဖြစ်ပါတယ်ခင်ဗျာဒါလည်းပဲကျွန်တော်တို့ပုံမှန်ယောဂတွေဖြတ်ဖို့တွေရဲ့အနေကိုဒါကြိုတင်ရှောက်ရှားပြီးသားဖြစ်ပါတယ်ခင်ဗျာနံပါတ်2အချက်ကယောဂကြတဲ့သဘာဝကို အမျိုးအဖြစ်မတော့ရဘူးเนาะဒါလည်းပဲအရေးကြီးတဲ့အချက်ဖြစ်ပါတယ်အကယ်၍မြန်ကျွန်တော်တို့ကယောဂကြတဲ့စဘာကိုမျိုးအဖြစ်သုံးခဲ့မယ်ပြုထောင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ပြုခင်းမှာပြဿနာရှိနိုင်တာကြောင့်ဖြစ်ပါတယ်ခင်ဗျနံပါတ်3အချက်ကကျွန်တော်မျိုးစင်နှုံလာကိုလူဝါထက်ပုံမတော့ရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မျိုးစင်နှုံလာအများကြီးသုံးလားလေဆိုရင်အပင်ကြက်ပြီးတော့ကျွန်တော်တို့အပင်ဟာတုံလီတဲ့ကျွန်တော်တို့ပြုတ်ပင်နေရရှိမှဖြစ်တဲ့အတွက်ဒါလူအားထက်ပုံမသုံးခြင်းဖြစ်ပါလေခင်ဗျာဒါပြင်တခြားအစာရည်စာလုစားတာလို့ကျွန်တော်တို့မလိုရတဲ့ပုံဝင်ယောဂါကြာအောင်မှုတွေကိုအတိုင်းအတာတစ်ခုကြီးရှောင်ချမ်းနိုင်ရန်ဖြစ်ပါလေခင်ဗျာ နောက်နံပါတ်၄ချက်ကကျွန်တော်တို့တဝါမျိုးစာနဲ့ဒီဆက်ဖွဲပြဟိုဒါပြိုခင်းမှာများများထည့်ပေးရပါမယ်ခင်ဗျဒါလည်းပဲအရေးကြီးပါတယ်တဝါမျိုးစာ၃ဆချင်းအဖြစ်ကျွန်တော်တို့ MPK ရဲ့အပြင်ပေါ်တော့တခြားအနည်းလိုဟာလာတီတွေရရှိနိုင်တာကြောင့်ဖြစ်ပါတယ်ခင်ဗျတပွဲမှာများများထည့်တယ်ဆိုရင်ကျွန်တော်အမြင်ဆင်းရအောင်ပြီးပြုနှုတ်ရလဲလွယ်တယ်နောက်နံပါတ်၅ချက်ကတော့တမန်ဖို့တမန်အေးတပန်းမြင့်ညီညာအောင်ဆောင်ရဲမှာဖြစ်ပါတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ပြိုခင်းမှာဆိုရင်ရည်သွင်းရည်ထိုးလွယ်ကူမယ်ပြိုပြင်တန်ဆမှုကတော့အထောက်ပံ့ဖြစ်နိုင်တာဖြစ်ပါတယ်ခင်ဗျ တမန်ပုတ်တမန်အေးမဖြစ်ဘူးဆိုရင်ကျွန်တော်တို့ကပြိုးပင်မှာဆိုရင်ကျွန်တော်တို့နီတိုဖြစ်တာတို့မလို့လားအပ်တဲ့ပြဿနာတွေဖြစ်နိုင်တာကြောင့်ဒီချက်ကိုလည်းပဲသတိထားလိုက်နာဆောင်ရွက်ရမှာဖြစ်ပါလေခင်ဗျ နောက်နံပါတ်6အချက်ကပြိုခင်းမှာကျွန်တော်တို့ဖြစ်နိုင်မယ်ဆိုရင် ပလဲမျိုးစာလုံးဝမသုံးရင်အကောင်းဆုံးပါခဗျ။ဘာကြောင့်လဲဆိုရင်တော့ပလဲမျိုးစာသုံးမယ်ဆိုရင်ပြိုပင်တွေကစိတ်ဆူနုပြီးတော့ပုံမှန်ယောဂါတွေကိုကျွန်တော်ဆွဲဆောင်သလိုဖြစ်နေတာကြောင့်ဖြစ်နိုင်ရင်မသုံးတာအကောင်းဆုံးပါခဗျ။ဒါကြောင့်ရှေ့မှာကျွန်တော်တို့ပြောခဲ့ပြီးတဲ့အတိုင်းတဘာမျိုးစာနဲ့ဆက်ဖွဲ့ပါအောင်များများထည့်ပါလို့ကျွန်တော်တို့ဒါအကြံပြုတိုက်တွန်းထားခြင်းဖြစ်ပါတယ်ခဗျ။နောက်ဆုံးနံပါတ်ခွန်အချက်ကကျွန်တော်တို့ area ချင်းချင်းနဲ့ဒါအစိုးပြိုးပေါင်းနဲ့ဒါပြိုးထောင်မှာပေါ့နော်ဒီလိုပြိုးထောင်ခြင်းအဖြစ်မျိုးစင်နှုံတာလည်းတတ်တာမယ်ကျွန်တော်တို့ပြိုးပင်ရဲ့လေဝေလေထက်လည်းပုံမှုကောင်းပုံလည်းပုံမှန်ယောဂါက ြောက်မှုကိုလည်းပဲကျွန်တော်တို့ဒါတိုင်းတာတစ်ခုဒီကောက်ွဲဗီဇာဖြစ်ပါလားခင်ဗျာဒါကြောင့်ကျွန်တော်တို့ပြန်ပြီးအလုံးပြန်ဒီကုန်းချောမယ်ဆိုရင်စဘာတိနဲ့အထွန်းလုံးတိုးတက်ဖို့ဆိုရင်ကျမတန်ဆွမ်းနဲ့ဒါပြိုးပင်းနေရရှိအောင်ကျွန်တော်တို့ပြိုးထောင်းဆိုက်ပြိုးနိုင်မှသာလျှင်ကျွန်တော်တို့ပုံမှုပြီးတော့ကောင်းမွန်မှန်ကန်တဲ့ဒါနီလန်ဖြစ်ပါလားခင်ဗျာဒါကြောင့်ကျွန်တော်တို့တောင်သူကြီးတွေပြိုးထောင်းတဲ့အခါမှာဆိုရင်ယခုကျွန်တော်တင်ပြခဲ့တဲ့ဒါအချက်ခုနှစ်ချက်ကိုသတိထားဆောင်ရခြင်းဖြစ်ပါတော့တောင်သူကြီးတွေမျှော်မှန်းတဲ့တိနဲ့အထွန်းလုံးတွေဒါတိုးတက်ရရှိကြပါစေလို့ကျွန်တော်တို့အကြံပြုတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ